အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်အောင်ရဲနောင်ပါကျွန်တော်ရဲ့ YouTube Channel လေးရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူတွေတော်တော်များများကောင်းစားနေတဲ့ဖုန်းနံပါတ်မပါပဲ Gmail account တက်ဖွင့်တဲ့နီလန်းကို Android ဖုန်းလေးတစ်လုံးနဲ့လွယ်ကူမြန်ဆန်စွာဘလို့မျိုးဖွင့်ရမလဲဆိုတာကိုအသေးစိတ်ဒီဗီဒီယိုလေးထဲမှာမျှဝေပေးသွားချင်ပါတယ်အရင်တုန်းက Gmail ဖွင့်ရတာအရန်လွယ်တယ်အခုနောက်ပိုင်းမှာ Gmail ရဲ့ security ရဖုန်းနံပါတ်တောင်းတာတွေများလာတာကြောင့်အကောင့်များများဖွင့်စင်တဲ့လူတွေကိုပိုင်ဖုန်းနံပါတ်မပေးချင်တဲ့လူတွေအတွက်အရန်ကိုအသုံးဝင်တဲ့နီလန်းကောင်းလေးပဲဖြစ်ပါတယ် ဒီနီလန်းလေးကလွယ်ကူရိုးရှင်းသလိုဖုန်းနံပါတ်မထည့်ပဲစကစ်လုပ်ဖို့ရွေးချယ်ခွင့်ပေါ်လာအောင်ဘယ်လိုလုပ်အောင်လဲဆိုရဲအဓိကလိုအပ်ချက်ကိုလည်းပြပြပေးသွားမှာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပြီးပို့လဲတိုက်တွန်းချင်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ရအောင်ပထမဦးဆုံးအနေနဲ့ Android phone ရဲ့ setting တွေကိုဝင်လိုက်ပါ။အောက်လေးနည်းနည်းဆွဲချပြီးတော့ account တို့မဟုတ် user account ဆိုတာလေးရှိပါတယ်။ account ဆိုတာလေးကိုဖြတ်ပြီးတော့လိုက်လိုက်ပါ။ ပြီးရင်အောက်နားလေးက add account ဆိုတာလေးကိုထပ်ပြီးတော့နှိပ်လိုက်ပါဒီထဲမှာဆိုရင် account တွေများကြီးကျလာလိမ့်မယ်ကျွန်တော်တို့ဖွင့်ချင်တဲ့ email ကိုချက်ရွေးရမယ်ကျွန်တော်တို့က gmail ကိုဖွင့်မှာဆိုတော့ google ကိုပဲရွေးပေးလိုက်ပါအဲဆိုရင်ကျွန်တော်တို့ကအကောင့်ထဲကိုဝင်ရောက်ဖို့အတွက်စာမျက်နှာတစ်ခုကို ရောက်လာပါပြီ။ဒီမှာကျွန်တော်တို့ကအကောင့်တဲ့ဘက်မှာဖြစ်တဲ့အတွက်အောက်က create account ဆိုတာလေးကိုထပ်ပြီးတော့နှိပ်လိုက်မယ်။ ီနေရာမှာ personal use အတွက်သုံးပါလား business use အတွက်သုံးပါလားဆိုပြီးတော့မေးပါတယ်ကျွန်တော်တို့က phone my personal use ကိုပဲရွေးချယ်ပေးရပါမယ် okay ဒီနေရာရောက်ပြီဆိုရင်ပထမနာမည်ရဲ့ဒုတိယနာမည်ထည့်ပေးရပါမယ်ကိုကနာမည်သုံးလုံးနဲ့ဆိုရင်ဥပမာကျွန်တော်အောင်ရင်အောင်ဆိုရင်ကျွန်တော်ဖြည့်တယ်လို့လေး like ဖြည့်လိုက်ပါနာမည်အစင်ပြေသွားပြီဆိုရင်အောက်က next လေးကိုပဲထပ်ပြီးတော့နေလိုက်ပါနောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ရဲ့မွေးနေ့ကိုထည့်ပေးရပါမယ် အဲ့တော့ကျွန်တော်တို့အောက်မှာလည်းရေးထားတဲ့ယောက်ျားလားမိန်းမလားဆိုပြီးတော့လည်းအကောင့်လေးကိုလည်းရွေးချယ်ပေးရပါမယ်။အဲ့တော့မွေးနေ့ကိုလည်းအမှန်ကန်လေးထည့်ပေးလိုက်ပါ။အောက်မှာလည်းကျွန်တော်တို့မေလာဖီမီလာဆိုတာလေးကိုလည်းတစ်ချက်လောက်ရွေးပေးလိုက်ပါ။ပြီးရင်တော့အောက်က next လေးကိုပဲထပ်ပြီးတော့နေလိုက်ပါ။ဒီနေရာရောက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ Gmail address ကိုပြင်ပေးရပါမယ်။ create your own gmail address ကိုနေလိုက်ပါ။ဒီနေရာမှာကိုကြိုက်တဲ့နာမည်ထည့်လို့ရပါတယ်။ကိုရဲ့နာမည်အပြည့်စုံထည့်လို့လည်းရပါတယ်။ အဆင်ပြေသွားပြီဆိုရင် next လေးကိုပဲထပ်ပြီးတော့နှိပ်လိုက်ပါပြီးပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ password ကိုထည့်ပေးရပါမယ် password ကတော့အနည်းဆုံးခန်း၈လုံးကတော့အနည်းဆုံးထည့်ပေးရမယ်အဲ့တော့ကျွန်တော်တို့ရဲ့ password ထဲမှာစလုံးကြီးတစ်လုံးပါရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ကိုကအစင်ပြေပြီးကြိုက်ပြီဆိုလို့ရှိရင်တော့အောက်က next လေးကိုပဲထပ်ပြီးတော့နှိပ်ပါမယ်ဒီနေရာမှာ review your account info မှာလည်းအောက်က next လေးကိုပဲထပ်ပြီးတော့နှိပ်လိုက်ပါ ။နောက်ဆုံးအနေနဲ့ Google ရဲ့စီကန်တွေကိုဖတ်ကားလိုက်မယ်။ကျွန်တော်တို့ကအပေါ်ကိုနည်းနည်းဆွဲတင်ပြီးတော့အောက်က I agree ကိုပဲနှိပ်ပေးလိုက်ပါ။ခဏကြာရင် Google service တွေ loading လုပ်ပြီးရတဲ့ကျွန်တော်တို့ရဲ့ Gmail account တက်ကလေးကဖုန်းနံပါတ်မပါပဲအောင်မြင်စွာဖွင့်သွားပါပြီ။ ဒါပေမဲ့သတိထားမှာကဖုန်းနံပါတ်မထည့်ထားတဲ့အတွက်ကြောင့်အကောင့်လုံခြုံရေးအတွက် recovery email ဒါမှမဟုတ်ဒီကျွန်တော်တို့ two step verification တခုခုကိုတက်နိုင်ဆုံးဖွင့်ထားဖို့အတွက်ကျွန်တော်အထူးကြံပြုချင်ပါတယ်။ဒါမှအကောင့် hack ခံရရင်ပြန်ယူဖို့အတွက်လွယ်ကူမှာဖြစ်ပါတယ်။တကယ်လို့များကိုကဖုန်းနံပါတ်နေမထားခဲ့ဘူး recovery email မထည့်ထားဘူးဆိုလို့ရှိရင်တော့ကိုရဲ့အကောင့်ကအဟက်ခံရတာမျိုးလို့ log ကြတာမျိုးလို့ဆိုရင် recovery ပြန်လိုက်ဖို့ကမလွယ်ပါဘူး။ဒါကြောင့်မို့ဒါတွေကအရေးကြီးပါတယ်။ဘယ်လိုထားရမလဲဆိုတာကိုကျွန်တော်တစ်ချက်လိုက်ပြပေးမယ်။ အရင်ဆုံးတော့ကျွန်တော်တို့ Gmail application လေးကိုဝင်ဖို့လိုပါတယ်အဲ့တော့ Gmail လေးကိုဝင်လိုက်ပါပြန်တော့ညာဘက်အပေါ်တောင်းကကျွန်တော်တို့အခုလက်ရှိဖွင့်ထားတဲ့အကောင့်လေးကိုနှိပ်လိုက်ပါပြီးပြီဆိုရင်ကျွန်တော်တို့ရဲ့နာမည်အောက်မှာပဲ manage your google account ဆိုတာလေးကိုထပ်ပြီးတော့နှိပ်လိုက်ပါပြန်တော့ loading layer လေးကိုခဏလေးစောင့်ပြလိုက်ပါ ဒီနေရာမှာသူကမြင်မြင်ချင်းကျွန်တော်တို့ဖုန်းနံပါတ်လုံးထည့်ခိုင်းတယ်ကျွန်တော်တို့ဖုန်းနံပါတ်အသစ်ရှိတယ်ဆိုရင်တော့ app recovery ဖုန်းကိုထည့်ပေးလိုက်လို့ရတယ်အခုကအီးမေးလ်ကိုသုံးမှဖြစ်တဲ့အတွက်ကျွန်တော်တို့က security sign in ဆိုတာလေးကိုပဲနှိပ်ပေးလိုက်ပါအောက်လေးနက်နက်ဆွဲချပြီးတော့ recovery email လေးကိုထပ်ပြီးတော့နှိပ်လိုက်ပါပြန်တော့ကျွန်တော်တို့စောစောကအကောင့်ဖွင့်လာတဲ့ Gmail ရဲ့ password လေးကိုထည့်ပေးလိုက်ပါ။ပြန်တော့ next လေးကိုပဲထပ်နှိပ်ပါ။ အခုဆိုရင်ကျွန်တော်တို့ recovery email ထဲမှာဖြစ်တဲ့အတွက် add recovery email လေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါဒီနေရာမှာအခုလက်ရှိသုံးတဲ့ email account ကိုထည့်ပေးရမှာပဲဖြစ်ပါတယ်အခုဖွင့်ထားတဲ့ email ကိုထည့်ပေးရမှာမဟုတ်ပါဘူးကျွန်တော်တို့အခုလက်ရှိသုံးနေတဲ့အသုံးပြုနေဆဲ email ကိုထည့်ပေးရမှာပဲဖြစ်ပါတယ်ဒါမှဒါလင်းကျွန်တော်တို့ရဲ့ account log ကြခဲ့ပြီးရှိတော့ account ကို recovery ပြန်လိုက်လို့လွယ်မှာပဲဖြစ်ပါတယ်ဒီလိုဆိုရင်တော့ save လေးကိုနှိပ်လိုက်မယ် ဆော့ဆော့ကကျွန်တော်တို့ထည့်လိုက်တဲ့ email တွေကိုကုတ်6လုံးပို့ပေးမှာပဲဖြစ်ပါတယ်။ကုတ်6လုံးကြည့်ပြီးတော့တစ်ချက်ထည့်ပေးလိုက်ပါ။ပြီးရင်တော့အောက်က verify ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ Gmail account တကူကဖုန်းနံပါတ်မလိုဘဲနဲ့ဖွင့်လိုက်တာပဲဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကမိတ်ဆွေတွေကြိုးရှိမယ်လို့ယုံကြည်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာဘယ်လိုနည်းပညာနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေကိုသိကျင်လဲဆိုတာ comment မှာ like ကြည့်ခဲ့ဖို့မေ့ပါနဲ့။ဒီဗီဒီယိုလေးကိုချမ်းနေတတ်တဲ့ဆိုရင် like လုပ်ပြီးကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုရင်းနဲ့ဒီမှာပဲညီကုန်ချုပ်လိုက်ပါရစေ။နောက်လာမယ့်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။